ခဝင်းဝါကတော့သူရဲ့ပြိတ္တတွေကိုသူ့ဘဝမှာချုံတွေ့ကြရတဲ့အရာတွေကိုပြောပြလို့သူ့ရဲ့ပြိတ္တတွေကတော့မြေတောင်ချသွားခဲ့ကြရပြန်ပါ रे ခဝင်းဝါကတော့မြမယိုရှင်လောကမှာခေလီခေလီဆိုပြီးတော့ပြိတ္တတွေရင်းထဲမှာအမြဲတမ်းသူ့ထိနေတယ်လူမြရရှင်မင်းမီဂျောလေးပဲဖြစ်ပါ रे လက်ရှိချိန်မှာတော့ခဝင်းဝါဟာထိတ်တဲ့မင်းမီနေရာကိုရောက်ရှိနေပြီလည်းဖြစ်ပါ रे အကယ်ဒမီစုကြီးလေးရရှိခဲ့ပါပြီခဝင်းဝါဟာ တခြားသောမင်းသမီးတွေလိုမျိုးဘာ background မှမရှိပါဘူးအမှုများမျိုးရိုးလေးမရှိသလိုပတ်စံလေးနော်တတော်လေးကိုစင်းရတဲ့အထဲမှာပါပါတယ်ခုချိန်မှာလေးနော်တိုက်ခန်းသလုံးသားပိုင်းဆိုင်နိုင်ခဲ့ပြီးတော့ဂျမွေဝါဟာတစ်ချိန်လုံးနေမကောင်းတဲ့အဖေကိုပြုစုရင်းစေကူပေးရင်းကနေသူရဲ့ဖခင်ဖြစ်သူအားလည်းမနစ်တုံးကဆုံးသွားတာကြောင့်ခင်ဝင်းဝါဟာအင်မတန်မှစိတ်ဓာတ်ရရရရှိခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးဦးထိန်မှုမဲ့ခင်ဝင်းဝါလီဟာလောကဒဏ်ကိုကြမ်းကြမ်းခံရတဲ့ခုချိန်မှာဆွေးနော်ဖြစ် နေမကောင်းမချားမတဲ့အမားနဲ့အမေကိုထမ်းပန်ပြီးတော့လုံကျွေခဲ့တာလေးဖြစ်ပါတယ်။ကျုံဝင်းဝါကတော့သူဟာယောက်ျားယူမှာမဟုတ်ပေနဲ့အမေနဲ့အမကိုပဲတသက်လုံးဆောင်ရှောက်သွားမယ်လို့ဆိုထားတာလေးဖြစ်ပါတယ်။အခုခင်ဝင်းဝါဟာအခုလိုမျိုးရောဂရန်တွေရင်ဆိုင်နေရတဲ့အခါမှာဟာနောက်ခံတိုင်ဝမ်ကလည်းမရှိဘူး။အဖေကလည်းမရှိတော့ချိုးတော်တထေးတွေကသူ့ကိုသိန်း900ပေးမယ်၊သိန်းတထောင်ပေးမယ်။ငါနဲ့တညာပဲလာ ਈ ကွာဆိုပြီးတော့ တယောက်မုံနေရောအများကြီးပဲလာလာပြောနေတာကြောင့်အခုချိန်မှာသေခနိုင်တဲ့အတိုင်းတော်ကုံသွားပြီဖြစ်ပြီးတော့အခုလိုမျိုး နောက်တစ်ခါလာပြောလို့ရှိရင်တရားဥပဒေအရအရေးယူသွားမင်းဆိုပြီးတော့ခင်ဝင်းဟွာကအင်တာဗျူးမှာဖြေချာခဲ့တာကြောင့်ခင်ဝင်းဟွာတို့ကဒီပြည်သက်တွေကတော့အရန်ရန်ကိုစိတ်မကောင်းဖြစ်နေကြလေးဖြစ်ပါ ರೀ ။ဟုတ်လေဟုတ်ပါ ರೀ ။အခုလိုမျိုးနောက်တကယ်ရေးထိန်းတဲ့မင်းသမီးတယောက်ကိုတချို့သောသူတွေကနောက်ခံအတိုင်းဝိုင်းမရှိလို့အဖေးလေးမရှိလို့ အားမနာပဲခုလိုမျိုးစပွန်ဆာတွေပေးဖို့တော့ကြိုးစားနေတာကအင်မတန်မှယုံရှာဖို့ကောင်းတာပါရဲ့ဗျာခင်ဝဝရဲ့အနုပညာကြီးဟာလေခုချိန်မှဆိုရင်မနေတော့ပါဘူးတင်ရချိန်မှရှိနေပါပြီဒါကြောင့်မလို့ခင်ဝဝဟာမမိခြေတော့ပေါ်မမိရက်တည်နိုင်တဲ့အမျိုးသမီးဖြစ်ပါတယ်ဒီလိုမျိုးအမျိုးသမီးကိုတချို့သောကောင်းတွေကပတ်စံရှိုံနဲ့ဟိုဟာပေးမီဒီယာပေးမီနဲ့လောက်ကြံနေကြတာကမကောင်းပါဘူးဗျာရှက်ဖို့လေကောင်းပါတယ်ယုံလိုက်တာဗျာ